ီကနေ့မနက်ပိုင်းရှင်ပြိုင်ကစားခဲ့တဲ့ဥရောပနေရှင်းလိဂ်ပြိုင်ပွဲဘောလုံးပွဲစဉ်မှာပေါ်တူဂီကစပိန်ကိုပယ်နယ်တီအဆုံးဖြတ်နဲ့အနိုင်ရဘူဆွဲသွားခဲ့ပါတယ်။ဂျာမနီနိုင်ငံမြူနစ်မြို့ကအေလီယန်ကွင်းကြီးမှာကျင်းပတဲ့ဘောလုံးပွဲစဉ်မှာနှစ်သင်းစလုံးလူဆုံးထုတ်ရှင်ပြိုင်ခဲ့ကြပြီးအပြန်အလှန်သွင်းကိုရင်းနဲ့ပွဲကအကျိတ်နဲ့ရှိခဲ့တာပါ။စပိန်အတွက်ဥဆောင်ဂိုးကိုပထမပိုင်း20မိနစ်မှာကွင်းလယ်လူဇူဘီမန်ဒီကသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်26မိနစ်မှာတော့ပေါ်တူဂီနောက်ခံလူနူနိုမန်ဒက်ကတကူရောအစွမ်းနဲ့အပြင်းကန်သွင်းပြီးခြေပါကိုရယူပေးခဲ့ပါတယ်။ပထမပိုင်းပြီးကနီးပွဲချိန်45မိနစ်မှာစပိန်ကွင်းလယ်လူပက်ဒရီခင်းပေးတဲ့ဘောလုံးကိုတိုက်စစ်မှုအိုရာစပယ်ပိတ်သွင်းပြီးစပိန်တို့နှစ်ဂိုးတကူနဲ့ပထမပိုင်းမှာဥဆောင်ခဲ့ပါတယ်။ဒုတိယပိုင်း67မိနစ်မှာ နူရိုမန်တက်ဖန်တီးပေးတဲ့ဘောလုံးကစပိန်နောက်ခံလူတွေနဲ့ထိကလမ်းကြောင်းပြောင်းလာတဲ့ခွင့်ရေးကိုဝိုင်းရင်တိုက်စစ်မှုကြီးရော်နယ်ဒူကပိတ်သွင်းပြီးပေါ်တူဂီအတွက်အဖိုးတန်ခြေပါကိုးကိုသွင်းယူပေးခဲ့ပါတယ်။ပွဲချိန်မိနစ်60ပြည့်တဲ့အထိအချိန်မိုရီမှာစပိန်သင်းတိုက်စစ်မြင့်ကဖိအားပေးကစားခဲ့ပေမဲ့ပေါ်တူဂီနောက်တန်းနဲ့ဂိုသမားတို့အကောင်းဆုံးခုခံကာကွယ်ခဲ့လို့တဖက်နှစ်ဂိုးစီသေးကြခဲ့ပါတယ်။ပယ်နယ်တီအဆုံးဖြတ်ခံယူရမှာပေါ်တူဂီကစားသမား9ဦးစလုံး ကိုဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီးစပိန်သင်းကောင်းဆောင်မိုရာတာရဲ့ကန်ချက်ကိုပေါ်တူဂီဂိုးသမားကော့စတာကာကွယ်သွားခဲ့တဲ့အတွက်ပယ်နယ်တီ၅ဂိုး၃ဂိုးနဲ့ပေါ်တူဂီအသင်းပိုဆွဲခဲ့တာဖြစ်ပါတယ်။ဒီကနေ့နိုင်ပွဲကြောင့်ပေါ်တူဂီအသင်းဟာဥရောပနေရှင်းလိဂ်စူဖလားကိုနှစ်ကြိမ်ရယူသိမ်းပိုက်နိုင်ခဲ့ပြီးအအောင်မြင်ဆုံးအသင်းဖြစ်မှတ်တမ်းရထိုးနိုင်ခဲ့ပါတယ်။ ဝန်လုံးတော်ကဂန်နဝင်တိုက်စစ်မှုရော်နေဒိုအတွက်လည်းအသက်40ရွယ်မှဥရောပဆူဖလာကြီးတစ်ခုကိုထပ်မံစုခိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘိုလူပွဲမတိုင်မီကရှင်ပြိုင်ကစားခဲ့တဲ့တတိယလူပွဲစဉ်မှာတော့ပြင်သစ်အသင်းကအမ်ဘာပေနဲ့အိုလီစီရိုရဲ့သွင်းကိုးတွေနဲ့အင်ရှင်ဂျာမနီကို2-0ပြတ်အနိုင်ယူခဲ့ပြီးတတိယဆုကိုစုခိုးသွားခဲ့ပါတယ်။